်နဲ့နေအောင်ဘာသိမ်းရောက်လာပြီးတော့ကိုဖိုးတော့ကမသိမ်းများကိုချစ်ချောင်းကြိုက်ချောင်းကိုအောင်းသွဲပြောပါတော့တယ်အဲဒီမှာမသိမ်းများဘာသိမ်းကိုခဲနဲ့ကောက်ထုလိုက်ပါလေရောလားနှစ်ဖူးအာလူသီးကြီးကိုအုပ်ပြီးတော့အောင်းသွဲတော့ဘာသိမ်းကစားဖြည်းဖြည်းနဲ့နောက်ချောင်းပြန်လှည့်ပြေးလာခဲ့တော့တယ်အိုင်းညာကလမ်းမတော်ဖိုးတော့နဲ့တွဲပတ်ရုပ်ရှင်မင်းသားခင်မောင်ရင်ဇမင်းသားရွှေကြီးညိုရုပ်ရှင်မင်းသားကျော်စိုးတို့နန်းတီရာစိတ်ကန်းကသေမော်တစည်းပေါ်မှာလေငင်းခံရင်းအရက်တောက်ခေရာမှအမှုလွန်သွားခဲ့တယ် ခင်မောင်ရင်ကားနဲ့ဖိုးတုပ်အိမ်ထိလိုက်ပို့ကြပြီးတော့တန်ငယ်ချင်းတွေပြန်သွားကြတော့ဖိုးတုပ်အိပ်ပျော်သွားပါလေမနက်မိုးလင်းတော့အခန်းတကာခောက်တန်းကြောင့်ဖိုးတုပ်တကားကိုဆွဲဖွင့်လိုက်တော့သူညီပါသိန်းတဲ့တပည့်တွေကမိန်းမတယောက်အတင်းဆွဲခေါ်လာပြီးဖိုးတုပ်အခန်းနဲ့အတင်းတွန်းပို့တော့ပါလေရောဟေးဟဲ့ကောင်လေးဒါပါလို့တာအခုပဲညမသိမ်းမြအောင်မရရင်တီတော့မယ်ဆိုအားနဲ့ကျုပ်တို့စီမံလာပြီးတာပါသိန်းကပြောဆိုနေတကားကိုဆွဲပိတ်လိုက်ပြီးအပြင်ကတော့ခါလိုက်ပါတော့တယ်အမန်ကမင်းသားခင်မောင်ရင်စနက်ပါကိုဖိုးတုပ်ကိုလိုက်ပို့ရင်ကနေဖိုးတုပ်ညီနဲ့တပည့်တွေကို မင်းတို့ကိုတော့မသိမ်းမြောက်မရရင်နန်းတီရာစိတ်ကခုံချမယ်လို့နေလို့ဘူးအောင်တိုက်ပြီးပြန်ခေါ်လာတာဆိုပြီးတော့တေးဥဆောင်ပြသွားတာကိုတပည့်တွေကအတီထင်ပြီးအခုလိုလှုပ်ပေးလိုက်ကြတာပါပဲဖိုးတုပ်တပည့်တွေကိုဒေါသထွက်တယ်လို့မသိမ်းမြောက်အာနာနေသည် မသိမ်းမြောက်ငိုယုံနေတာမြင်ရတော့သူလည်းစိတ်မကောင်းပြီးတော့မသိမ်းမြောက်အမေတွေက သူ့အမေရဲ့ကျေးဇူးရှင်တွေအခုတော့ဗာသိန်းနဲ့တပည့်တွေကြောင့်အမေမျက်နာပြည့်ရတော့မီမသိမ်းမြောက်ဖိုးတုပ်ကိုဆဲသည်ဖိုးတုပ်ကရှင်းပြသည် တကယ်တော့ဗတ်သိန်းနဲ့တပည့်များကမတ်သိန်းများအိမ်ကနေဈေးကိုအထွက်မှာကားပေါ်တင်ဆွဲလာခဲ့ခြင်းနဲ့ရန်ကုန်လူမျိုးလုံးနှွမ်းမှုနေသည့်ဖိုးတုပ်ဒူးဆိုင်သမားတိုင်းဥညွတ်ရသောဖိုးတုပ်အသက်ရွယ်နေပစ္စည်းဥစ္စာရှိသောတထေးလေးဖိုးတုပ်တေရဲ့တက်ရဲ့ရရဲ့လူမိုက်ကြီးဖိုးတုပ်အခုတော့မတ်သိန်းများကိုတောင်းပန်စကားတွေတတုတ်တူဆိုနေရှာသည်မတ်သိန်းများကလူမိုက်တွေပေါ်များလာသည့်ရန်ကုန်မြို့ကြီးတွင်မိမသားတွေကြီးဈေးအောင်စားနေရသည့်ဘဝကမလုံးကျုံဖိုးတုပ်နှင့်ပတ်သက်မိလျင်မိမိမိဘအတိုင်းဝိုင်းအားလုံးကိုဘယ်သူမှ မတူရဲမထီရဲစီလုံခြုံမှုရလာနိုင်သူကိုတွေးမိသွားတယ်ထင်ပါ යි အဲ့ဒီအခန်းလေးထဲမှာဖိုးတုပ်လူပြိုဘဝတခန်းသိမ်းသွားတော်သည်မင်္ဂလာဆောင်ကနေပျော်ရွှင်နေသောလမ်းမတော်ဖိုးတုပ်ဒေါသာထွက်နေပါလေတားလုံးသမျှချိုးသည်ခါသည်မပြောဘူးသောမိခင်ကြီးဒေါ်ချစ်ဘူးကအခုနာနာကြီးကြီးနဲ့လာပြောသွားတဲ့ဇကားကဖိုးတုပ်ကိုရမ်းပုံမိကြစေပါတော့တယ်ဖိုးတုပ်နေလူမယုံနေမကတော့ဘူးလူလိန်လူယုံမှာဖြစ်နေပြီငါတို့ဇေယောင်းစားလာတဲ့တစ်လုံးသူတစ်ပါးပစ္စည်းမလိမ်မညာခဲ့ဘူး နေကြမှာတစ်စည်းလုံးဟိုးကြော်ကလိန်ဖိုးတုပ်ဖြစ်နေပါလားတဲ့တပည့်တွေကိုစုံစမ်းခိုင်းကြည့်တော့ဟုတ်သည်တင်ကြီးစင်းနေလာတာတော့ဝိုက်မှာဖိုးတုပ်ဆွဲနာမည်နဲ့ဂုံတွေမှာပြီးတော့နေပို့တဲ့ပြီးတော့ဂုံတွေကိုပတ်ဆံမရှိမဲ့ပြောင်းလိန်သည်ဂုံတွေခင်ဗျားလဲဖိုးတုပ်ဆွဲသည်နာမည်ကြားသည်နေမင်းသွားမတောင်းရဲတော့ကြီးဖိုးတုပ်ဓာဆွဲပြီးရှင်းလာခဲ့အဲ့ဒီဖိုးတုပ်ကဘာလို့လဲကြာကြာမစုံစမ်းရလမ်းမတော်ဖိုးတုပ်တော့မဟုတ်လမ်း30ဖိုးတုပ်တယ်ပွဲစားဖိုးတုပ်လို့လဲခေါ်တဲ့ လမ်းမတော်ဖိုးထုတ်တယောက်လမ်း30ဖိုးထုတ်ကြောင့်ဒေါသထွက်ရပြီမကြမီဖိုးထုတ်တပည့်တွေလက်ထဲမှာရက်ကန်ရက်ကန်နဲ့မူးနယ်လူတယောက်ပါလာတော့တယ်လမ်းမတော်ဖိုးထုတ်ကိုအထင်သေးသည့်အမူအရာဖြင့်လမ်း30ဖိုးထုတ်ကကြည့်လိုက်